ဟုတ်ကဲ့တွေ့ငလင်ဆိုတဲ့သဘောတဘာဝကတော့ရှင်းပါလေကြီးကျယ်တဲ့ရွေလျားမှုကြီးပေါ့နော်ဒီလောက်ကီလိုမီတာ100လောက်ကပြည့်ပြတ်သွားတဲ့အချိန်မှာကြံတဲ့အစိပ်ပိုင်းနေပေါ့နော်သူနဲ့တရိပ်မထီတွေ့တဲ့အစိပ်ပိုင်းနေရတယ်လိုက်ပြီးတော့ adjust လုပ်တာပေါ့နော်သူကငလင်ရဲ့သဘောကဟိုတို့တွေပြောနေကြအတိုင်းပြောရင်ဒီမချမ်းပြားတပြားကိုဆွဲနေလို့ပေါ့နော်ဆွဲတဲ့အခါမှာတဖြည်းဖြည်းကွေးကွေးပြီးလိုက်လာတယ်ကွေးညှို့မှုကိုမခံနိုင်တော့တဲ့အခါမှာဖြောင်းနေကျူးသွားတယ်ပေါ့နော်တို့ အလင်းမာရတာကို elastic rebound theory လို့ခေါ်တာပေါ့အဲ့တော့ဒီလိုမျိုးဖြစ်တဲ့အချိန်မှာသူကပြန်ပြီးတော့တဲ့သွားအောင်ကျန်တဲ့အစာနာတွေအပိုင်းအစာတွေတွေလိုက်ပြီးတော့ချိန်ကိုက်နေတဲ့သဘောပါပဲအဲ့တော့ငလင်းကြီးတခုလုတ်ပြီးတဲ့အချိန်မှာခုတန်အသင်လက်ကြီးကြီးတဲ့ငလင်းလက်တွေကဆက်ပြီးတော့လှုပ်တယ်6တသမကျော်ကျော်ကြီးလှုပ်တယ်နောက်တစ်ခါ9ကျော်ကျော်ကြီးလှုပ်တယ်နောက်တစ်ခါငလင်းငယ်လေးတွေတိုက်တာတို့ရတာတွေဆိုရင်3လောက်ကြီးတဲ့ပမာဏတွေအများကြီးလှုပ်တယ်လို့တချို့အားတွေကတိုက်တာလို့တော့မှမရပဲနဲ့ ရှိတဲ့ကလင်လေးတွေလည်းရှိတယ်ပေါ့နော်ကလင်ကြီးတစ်ခုတည်းထုတ်တိုင်းမှာထုံးစံကတော့ရာကြောအောင်ရှိပါတယ်အချိန်ကာလအပြင်ကလည်းရက်ပိုင်းလေးကနေပြီးတော့တချို့ဆိုရင်လနဲ့ချီပြီးတော့ကိုကြားတယ်၃လလောက်လည်းကြာကောင်းကြာသွားနိုင်တယ်ပေါ့နော်ဒီလိုကလင်ကြီးတစ်ခုဆိုရင်ဒါပေမဲ့လည်းနောက်ဆက်တွဲကလင်ရဲ့သဘောတဘာဝကတော့ဟိုကလင်ကြီးလိုမျိုးပြင်းထန်တဲ့အင်အားမရှိတော့ပါဘူးသူကဖြည့်လျှော့တဲ့ပြန်တည့်ပြီးတဲ့အခြေအနေပဲရှိတော့တယ်ဥပကစိတ်ကူကမှာတော့ဗာလဲဆိုတော့ဒီလိုကလင်ငယ်တွေဖြစ်တဲ့အချိန်မှာ ကလေးကြီးကြောင့်ဧက်သွားပြီးတော့ပြူမကြသေးတဲ့အစိတ်ပိုင်းနေအဆောက်အုံတွေမှာလည်းပြူကြလာတာတွေဖြစ်တတ်တယ်ဖြစ်တယ်ဖြစ်ဘူးတယ်ဘောတော့တခြားနိုင်ငံတွေမှာတွေ့ခဲ့တာရှိဘူးတယ်နောက်တစ်ခါပါလဲဆိုတော့ကလေးကြီးကြောင့်ဖြစ်ခဲ့တဲ့ဥမာရေကာတာတွေဧက်ခဲ့တယ်ပေါ့နော်နောက်တစ်ခါဓာတ်စီလောင်ကန်တွေဧက်ခဲ့တယ်ဒါမျိုးတွေဖြစ်နိုင်တယ်အဲ့တော့ဒီလောင်ကန်တွေကတဖြည်းဖြည်းနဲ့ဧက်ရအနေမှာတဖြည်းဖြည်းကြီးလာပြီးတော့ကျတော့ဟိုကန်တွေကကြီးမလောင်နိုင်တော့ဘူးလေအမျိုးကအနည်းဆုံးဖြစ်ပြီးတော့အများဆုံးကတော့တွေ့ကြတဲ့အထိတဲ့အနေနဲ့ ရင်းမြစ်ထန်တဲ့အဖြစ်ကောင်းလည်းဖြစ်သွားနိုင်တယ်။နောက်တစ်ခါစာအုပ်ကြီးတွေကလည်းထပ်ပြီးတော့ပြေကြတာတွေပြူကြရတယ်ဆက်ဖြစ်နိုင်တယ်။နောက်တစ်ခါခုနပြောတဲ့အဲ့နေတဲ့ဒီတောင်သားကြီးကံတွေကလည်းကက်စီထွက်နေပြီးတော့မိတောင်မှုတွေဖြစ်ပွားနိုင်တာတွေဆက်ပြီးတော့ပေါက်ကွဲတာတွေလည်းဖြစ်နိုင်ကြည်ရှိတယ်ပေါ့။ဒါတွေကတော့ဆက်ပြီးစဉ်းစားထားမယ့် consequence ပေါ့။ဒါပေမဲ့နောက်ဆက်တွဲငလင်းဒီဘယ်တော့မှငလင်းကြီးတော့ကြီးသွားတဲ့အထုံးတန်တော့မရှိပါဘူး။ဒီပမာဏနဲ့ဒုတိယသူတွေနာပြုချက်ရတော့ ဒီနှစ်ပေါင်း1000လောက်အတွင်းမှာရှိနေတဲ့ညီမကြီးရဲ့ငလင်ချက်လက်တွေရဲ့တို့တွေတူဖို့လေးလာတိုင်းတာထားတာဒီရတော့ဒီပမာဏ၈လောက်ပေါ့နော်ခွန်တက်သမခွန်ခွန်တက်သမ9ဆိုတော့ဒီပန်းထားတဲ့ငလင်ဒီအကြီးဆုံးငလင်တစ်ခုတည်းဖြစ်တဲ့ခါကျတော့ထပ်ပြီးတော့ငလင်ကြီးတစ်ခုထပ်လုပ်မယ်လို့တော့တို့တွေတော့မမြင်ပါဘူးဒါပေမဲ့လည်းသူ့တဲ့ငယ်တဲ့ငလင်တွေဖြစ်တဲ့ခွန်တက်သမဝင်းကြီးနေဟာစကိုင်းဖို့ရဲ့တခြားစိတ်ပိုင်းတွေမှာတော့ဖြစ်တော့ဖြစ်နိုင်နေတယ်ဟိုစူအာကကုနာပြောတဲ့ရန်ကုန်ဘိုးဘိုင်းတို့ဘိုင်းမျိုးတွေ ကျူတောင်ဟူဘိုင်းတို့ဘိုင်းမျိုးတွေကသူတို့ပမာဏဟိုခွန်ကြောကြောနဲ့လှုပ်ခဲကြပြီးတော့じゃတခုဆိုရင်နှစ်ပေါင်းတရာလောက်နီးနီးတွေလည်းဖြစ်နေကြပြီဆိုကြတော့ဟိုမဖြစ်ဘူးမပြောတော့မပြောနိုင်ဘူးဒါပေမဲ့နောက်ဆက်တွဲကလေးအနေနဲ့တော့ပုံပဲနဲ့တိကျကလေးအနေနဲ့တော့ဖြစ်နိုင်ပါတယ်ဒါဒီတော့တတိထားမယ်ဘိုင်းဖြစ်ပါတယ်